ဆောင်ပြီးတော့အေးချောင်းပြိုပန်းဆောင်ဝင်တယ်။အင်းတတ်မလို့ကျေးဇူးတင်ရဟုတ်လားခင်ဗျားတို့အကောင်ပေါ်ပြီးတော့ပြင်းပြင်းမူမမန်းနဲ့အစိုးရလို့ကြောင်ပြောမယ်ဗျဟုတ်လားမူမမန်းနဲ့အစိုးရတက်ကွာတွန့်ထွက်လိုက်တာအကြကြဘာထူးသေးလဲကွာအဘဘအစီအမံစီဝေးတက်ရမယ်တဲ့ဩအဲ့လိုဖြစ်ရမယ်လေကွာအဲ့လိုဖြစ်ရမယ်ခဏဘဟာဘာဖြစ်ပြန်ပြီလဲကွာ ။အစီအမဆေးမပါတော့ဘူးတဲ့။ဟေး။ငါအနေထားနဲ့ကွာမပါလဲဘာဖြစ်တုံးကွာ။ငါမတက်လဲရတာပဲကွာ။ဘလူကြီးအဲ့ဒါကြီးစဉ်းစားရမှာနော်။တိုက်ပေးမဲ့ရဲဘော်တွေဆေးတဲ့ကြပြီးတော့မတိုက်တော့ဘူးဆိုတဲ့ခါကျရင်စစ်ကောင်စီလိုမျိုးကြောက်ကြုံသွားလိမ့်မယ်။အင်းဒါကြီးကအချိန်တိုင်ပေါ်လာမှာလေ။အဲဒါကြတော့အဲ့လိုမျိုးနောက်ဆုံးမျောလင်းချက်အထီတော်သူကမျောလင်းသွားတဲ့ပုံစံမျိုးပဲ။ဒါပေမဲ့လည်းဖြစ်မလာဘူးပေါ့နော်။ဖြစ်မလာဘူး။ဒီကောင်လူသက်သမားဖြစ်တဲ့အတွက်ဖြစ်လာစရာအကြောင်းလည်းမရှိဘူး။ပြီးတော့ကြတော့ဒီ ဒီအချက်တွေကိုဒီဘုံသဘောတူညီချက်၅ရက်ကိုဒီကောင်တစ်ချက်မှမလိုက်နာဘဲနဲ့ဒါတော့လောကအကောင့်ထဲမပေါ်ပဲထားတာဖြစ်တဲ့အတွက်အဖက်မလုပ်ခြင်းကိုခံရတာနဲတော့နဲသေးတယ်ဗျာဒေါ်လာမျိုးတွေအလုံးပဲသဘောပေးနေမိပြီးတယ်မှာမြန်သူကင်းဝေးရပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရီပေါ်တရှင် channel လေးရဲ့ညပိုင်းစီစဉ်ရပြန်လည်ရှုလိုက်ပါတယ်ဗီဒီယိုတွေကျွန်တော်သွားပေးကြမှာတော့ယနေ့အော်တိုပါလာ23ရက်နေ့ညပိုင်းနေ့တော့ဆွေးရရှိတဲ့တင်းချို့ကိုအချင်းချို့ဖော်ပြပြီးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအလုံးပဲဆုံးရှိဖို့ဒီနေ့ဒီမှာတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့နိုင်ငံပေါင်း183နိုင်ငံပေါင်းဝင်တဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IBU ကနေပြီးတော့ မြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CR page ကိုဆက်လက်အသိမှတ်ပြုတယ်ဆိုပြီးတော့ကြေညာချက်ကိုဆုံးဖြတ်ပြီးထုတ်လိုက်ပြီဖြစ်ပါတယ်။ဒါကတော့ NUG နိုင်ငံရဲ့ဝင်ကြီးဟာမြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းသားများကိုပံ့ပိုးကြရန်လဲမြစ်တာရခိုင်ထားကြောင်းလည်းတွေ့ရှိရပါတယ်။ဒါတော့ဒီနေ့မှာကျင်းပလျက်ရှိတဲ့151ချိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံရမှုဆောင်ကောင်စီတီဝဲကနေပြီးမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CR page ကိုနိုင်ငံတကာပါလီမန်များဖွဲ့ IMB ရဲ့အဓိကဆွေးနွေးမိတ်ဖက် အဖြစ်ဆက်လက်သိမှတ်ပြုကြောင်းဆုံးဖြတ်လိုက်တာဖြစ်ပါတယ်နောက်တစ်သတင်းပုဒ်အနေနဲ့ကတော့အဂျမ်ဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာအာဆီယံထိပ်သီးဆွေးနွေးကိုတက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတိုင်တက်ရောက်ဝင်ထုတ်ပြောလိုက်တာဖြစ်တဲ့အတွက်စစ်တပ်လော်ဘီတွေရဲ့လိန်လယ်ဝါဒဖြန့်မှုတွေလည်းအဆုံးသတ်သွားပြီဖြစ်ပြီးတက်လော်ဘီတချို့ကတော့မတော်ရတဲ့လိန်ရင်စီမကုန်ဘူးပေါ့။ဘာများဖြစ်မှာလဲမြန်မာနိုင်ငံစင်မော်ပဲရောက်နေတာပဲဆိုပြီးတော့ပြောကြနေလဲပြနေရပါတယ်။ဆောင်ပြီးတော့အေးချောင်းကျိုးပန်းဆောင်ဝင်နေ။ဟွန်းတက်မလို့ကျေးဇူးတင်။ဟုတ်လား။ကျေးဇူးအကောင်ပေါ်ပြီးတော့ကျေးဇူးတင်။ မူမမှန်တဲ့အစိုးရလို့ကြောင်ပြောမယ်ဟုတ်လားမူမမှန်တဲ့အစိုးရတက်กว่าတွန်းထုတ်လိုက်ဒီလိုဖြစ်အောင်เนาะကျွန်တော်ဘုရားဘာသာဒီထေရဘာသာထွန်းရတဲ့ဒီနိုင်ငံကြီးရာအေးချမ်းဖြစ်နေကြဖြစ်နေကြတဲ့ကာလကနေပြီးတော့အဲ့ဒီအဖွဲ့အစည်းတစ်ခုကပြကောက်ပွဲမှာမဲတွေခိုးတာပါဗျာเนาะမဲတွေခိုးတာအများကြီးခိုးတာเนาะအဲ့တော့ဒီမှာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေတတ်မတော့နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးပါတီတွေပေါ့ သူတော့ဝိုင်းပြောတယ်မလုပ်ပါနဲ့26ကြိမ်ညှိတယ်ပြန်ပြမှာဆိုပြန်မပေးမနဲ့26ကြိမ်တော့ညှိရလို့လဲသေးတယ်အကြိမ်တော့မှတ်ထားသေးတယ်ခင်းကြီးတကောင်ကတော့နော်အမင်းတို့ယူးယူးဆိုပြီးခင်းသွေးကောင်လွတ်မထားနဲ့အသက်ကြီးပြီးယူးနေမှာမဟုတ်ပြေးချောင်ကြောင်ပြောနေမှာမဟုတ်ဘူးတကယ်တည်းဒီဆောင်နေတဲ့ကောင်ဟောဒီလူကောင်မျိုးတွေကိုပါဇက်ကိုပြင်းရယူပါဇက်ပြောတဲ့ကောင်တော့လည်းရည်နဲ့မလို့ကျင်းခိုင်းမကောင်းနေလွတ်တော်ခွန်ပဲဖြစ်တော့လွတ်တော်ခွန်ဒီဆိုကတတန်းဆက်သွားပြီ အဲ့တော့တက်ကနေပြီးတော့သူ့မှာတာဝန်ရှိတယ်ကျွန်တော်တို့ဖွဲ့စည်းမှုအခြေခံဥပဒေရတက်ကဝင်ပြီးတော့ထိမ့်ပေးလိုက်အဲ့တော့မကျင်တတ်တဲ့လူတွေကဟိုဖက်ပြေးကြတော့ခိုးကြပါကြနဲ့အခုလိုမတိမငြိမ်ဖြစ်တဲ့ကာလအောင်ကြောက်ပြဒီတိုင်းဆက်သွားရင်ကောင်းလားကောင်းမလားဒီတိုင်းဆက်သွားရင်ကောင်းလားလို့မေးနေတယ်မင်းတို့နေထဲမှာအကိုမကောင်းမှန်းသိနေတာပဲလေသိလို့တယောက်မှမဖြစ်ဘူးဒါတော့သူ့ရဲ့6800ဈာရည်နော်ချားလူရမဟုတ်ဘူး အတော့ရှိရတဲ့တော့သိရဒီတိုင်းဆက်သွားရင်ကောင်းလားဆိုတော့အတော့ကတည်းရှားပါတာကောင်းသလားဟုတ်လားတားရခွဲမရရခွဲဒီကောင်ပေါင်းတွေကပျောက်တခွဲနေကြတာကောင်းသလားဖဲရတော့ဒီမှာကွဲတင်မှာကွဲမှာတကယ်နေရာတွေမှာခလေးတွေကြောင်းမတက်ရဘူးလေဟုတ်တယ်မလားကြောင်းနေပိတ်ထားတယ်အခုကြောင်းမဲလို့တီဘောလို့တတ်မတော်ကပြန်သိနေမိရှူသွားတယ်သူတို့ကျွန်တော်ကြောင်းနေမရှိတော့ကျွန်တော်ယုံနေမရှိတော့ဘူးယုံနေကျွန်တော်ပြန်ဆောင်အောင်ခလေးတွေစာမတင်ရဘူးကိုတော့ကျွန်တော်စာမတင်တာတက်တက်ပဲပြင်းလို့မတင်တာ နော်နေထဲမှာဝါဒနာပါလို့မတင်တယ်သို့တော်လည်းအဖေကအမျော်မြင်ရှိပြီးတော့ကြောင်းထားပေးလို့ကျွန်တော်တို့စာတင်ခွင့်ရခဲ့ပေါ့မြေကောက်ပွဲဆိုရင်ချပေးမြေကောက်ပွဲဖြစ်တယ်ဆိုရင်ဒီပိုင်းနဲ့ခုနတောင်းချမ်းသူတို့တဘုံတို့ဘာတို့ညာလို့ဆိုတာကဘေးရောက်သွားပြီခွန်းတော့ကျားတို့တတ်ချင်တိုင်းတတ်လို့မရဘူးလှဆိုရတော့ခိုင်ကြည့်နေတာကျားတို့လာတတ်လို့ရှိရင်သူဒီတာမန်အကြံဖက်မဟုတ်တော့ဘူးနိုင်ငံတကာအကြံဖက်ဖြစ်သွားอืม ဘဲမှာသွားမြဘဲမှာလာမြကြိုက်တဲ့နိုင်ငံပေါင်းစုံသူ့ကိုဖမ်းလို့စီးလို့ရတယ်။ဒါခဲတော့နားတယ်ကျွန်တော်အထူးထုတ်ပြောတာနော်။မင်းလိုပြောရင်လည်းပဲမင်းရဲ့ကြက်ဖို့ကောင်တွေရောက်300ကျော်တွေဖြစ်နေပြီ။ဘွားဘွားပြက်နေတာ။အဲ့လိုဖြစ်သွားပြီ။ဟုတ်လား။ခင်ဗျားတို့အလုတ်ကန်ခွင်းသားနဲ့ပွင့်လာဖို့ဘာတွေဖြစ်လာဖို့ညာတွေအကောင့်တွေဖြစ်လာဖို့ဆိုတာရွေးကောက်ပွဲရကြီးကြီး။ကျွန်တော်ပြောတာမဲဆွယ်စကားမဟုတ်ဘူးနော်။ဘယ်ပါတီမဲပြပါပြောတာမဟုတ်ဘူး။အဲ့တော့နံပါတ်1ကရွေးကောက်ပွဲကိုခင်ဗျားတို့ဖြစ်မြောက်အောင်ဝိုင်းပြီးတော့အားပေးရမယ်။ အဲ့ဒီရွေးကောက်ပွဲကိုလည်းတကယ်တရားပြတာတဲ့ရွေးကောက်ပွဲဖြစ်အောင်နိုင်ငံတော်ကစီစဉ်နေနိုင်ငံတကာကနေတက်တည်တက်ကြရတယ်ခေါ်ပြီးတော့တက်တည်ရှေ့မှာလုတ်ပြဒီတစ်ပတ်ရဲ့ခေါင်းစဉ်၄ကတော့မအာလာယူဂျိန်နဲ့မအာလာယူဂျိန်အော်ပုတ္တတူလေးဘဝကလည်းသူများကို လူလဲလုံရင် သူတကွဲအပြခံလဲရတယ်ဗျာငโกကမှပြပကိုမခေါ်ခေါ်ခေါ်အတင်းတွားချိန်နေတဲ့ချိန် အရေးပါခြင်းနေတဲ့အချိန်ပေါ့ဗျာအာဆီယံမလေးချားကကြက်တောင်ကလေးလိုအပေါ်မြောက်ပြီးကားမှရိုက်ချလိုက်တာဗျာရိုက်ချလိုက်တာနာမည်ပါတယ်တွားရတော့မယ်စီဝေးကိုဆိုပြီးကားမှဘာဘာကြီးရဲ့လော်ဘီတွေကဘောမလော်ဘီတွေက လော်နေတုံးမြောက်ပင့်နေတုံးဘုံကနေဆိုစင်ရင်မပါတော့ဘူးနာမည်မပါတော့ဘူးဆိုတဲ့အခါကျတော့ထိုင်ရမလို့ထရမလို့ ਨੇ ပုတုတူလေးဘွားကမြောင်မီးကဲကင်ရသလိုပါပဲဗျာ ။သွားကျင်ပါလေဆိုမှနမယ်ကမပါထထပြီးတော့အော်ငိုရှာနေတယ်ဗျာ။အော်ငိုရှာနေတယ်။ဂျူဂျူကလည်း LVA ကြီးကိုကန်ပြီးတော့သွားရတော့မယ်ဆိုကန်ဒီမှာပဝါတပက်လေးပခုံးမော်တင်းတားချော့တင်းနဲ့ပူတူတူလေးကိုချော့သိမ့်နေရှာပြီဗျာ။ဒီတစ်ခါမှအလားလဲကန်နေနေပါတယ်ဗျာ။ကန်နေနေချင်းဘာလဲဆိုတော့စစ်တပ်ကရိတ်ခါဂိုဒေါင်ကိုမီးလောင်သွားတဲ့ချိန်မှာ ဒေါသလည်းတဟားထွက်နေတာပေါ့ဗျာ။နေရမှာလှလှပပစကလုံးလှလှနဲ့ရေးသားတဲ့စာသားလေးကိုလည်းတွေ့ရောကစုံပေါက်ပြီးတော့ပို့ပြီးတော့ဒေါသထွက်လာတယ်ဗျာ။ဒေါသထွက်လာတယ်။ရေးထားတဲ့စာသားလေးရာလည်းအင်မတန်ကောင်းပါတယ်ဗျာ။စစ်ခွေးမအားလာတဲ့။ဒဲဆော်ဝါတာနော်ဒဲဆော်ဝါတာ။အဲ့ဒါကြောင့်ပြောပါတယ်တင်လွန်လျင်ပြက်ဆိုတဲ့ဟာလေးပေါ့စကားလေးပေါ့ဗျာအောက်ခြေစသားတွေကိုမတရားဖိနှိပ်သွားတဲ့အချိန်မှာ အခုလိုကြုံကြိုက်တဲ့ချိန်မှာဝင်ကစ်သွားတာပဲဗျာဝင်ကစ်သွားတာပဲဒါတောင်တက်တွဲမှာတော့တက်ပြင်မှာဆိုဒီတဲ့ပူဆိုးအုံးမှာဗျာမေတ္တာထားပုံများကတော့အဲ့ဒီတဲ့ရင်ကိုလေတဲ့ဘုံမှုဂျုံကဖုံးဖိထားပြီးတော့ပြန်လဲပြုတ်ပြင်းနေချောင်းမှာဘာမှမဖြစ်ချောင်းမှာအစဉ်ပြေချောင်းမှာဆိုပြီးတော့ပလီဘလာပေါင်းမြောင်များစွာနဲ့တရုံတင်နေတယ်ထက်ကို report တင်နေတာဘာမှမမြင်ရချောင်းဆိုပြီးတော့တရုံတင်နေတဲ့အချိန်ပေါ့ဗျာ ။တေချာတာတော့အခုချိန်ဆိုလို့ရှိရင်အဲ့ဒီဘုံမူလဲကြံရပါဆိုပြီးခေါ်တီးခံနေလောက်ပြီဗျာ။ခေါ်တီးခံနေရပြီ။အဲ့ဒီလိုသာအောက်ခြေရကနေညာများလှုပ်ပေးမကြခင်ပုတုတူလေးလဲပြေရတော့ပါပါဗျာ။အမေအမေဘာဘူးကြီးတပည့်ကြော်တွေဖြောက်ခံရတဲ့တပည့်ကြော်တွေပေါ့ဗျာ။အဲအဲ့တပည့်ကြော်တွေကလည်းကြံ့ဖို့ပါတီမှာရွေးကောက်ပွဲပြိုင်ကိုပိုင်းလုံုံရေးဖွဲ့တော့မယ်ဆိုပါလားဗျာ။ ဘာဘူးကြီးစိတ်ခိုင်းကျတဲ့နေမက်ဆန်နားတွေခွဲဝေရပြီဆိုတော့ပျော်နေရှာပြီပေါ့ဗျာပျော်နေရှာပြီပေါ့လူမိုက်တွေအများကြီးနဲ့ကိုဝိုင်းလုံုံကြီးအဖွဲဆိုပြီးလက်နဲ့ကန်ပြီးမဲဆွယ်တော့မယ်ဆိုပါလားပြောမဲဆွယ်တော့မယ်ဆိုပါလားဘာဘူးကြီးကလည်းသူ့တပည့်ကျော်တွေအကုန်လုံးကိုမြမာပြီးအနှက်အကုန်ဖြန့်ကျက်ထားပြီးတော့မင်းတို့မဲဆန်နားတွေမှာတယောက်သေးပြိုင်နိုင်အောင်လုပ်တနေ့ထောက်ပြီးမဲထဲခိုင်း မရရင်စစ်မှုထမ်းအကုန်ဖမ်းကွာဆိုပြီးတော့မြောက်ပင်ပေးထားတာဗျာရာဓုပြုတ်ချီးထုတ်ကြီးတွေကလည်းထိုင်ကုန်နေရာရပြီဆိုပြီးတော့ပျော်နေရှာပြီဗျာပျော်နေရှာပြီဒီကြလဲ88အဝါရောင် ပြောင်ကြီးပါတီကကိုယ်စလဲကအိန္ဒာကိစ္စကိုအရင်ဟာလဲဟာလိုက်ကောအဲ့မှာအပြိုင်ပြီးသုံးလုံးတက်တက်ခိုင်ကလည်းအားကြမခံဘူး ရန်ကုန်မိန်လာစနစ်ကို control စနစ်နဲ့သူအရင်ပြိုင်မယ်ဆိုပြီးအပြိုင်အဆိုင်မဲဆွယ်နေကြပါပြီဗျာအခုရက်ပိုင်းတခိုးကိစ္စလိုင်းပေါ်မှာကြရဲထနေတာဗျာကြရဲထနေကြတာစစ်ကောင်စီရဲ့ဝါဒမိုင်းနေပြည်သူတွေကတော့ဝင်မြဲဝင်စဲပါပဲဗျာအာနာတက်ထာတွေကျင်နာတနာတက်ထာတွေကိုဝင်ကောင်းယူပြီးတော့ပြောကြဆိုကြတာပေါ့ဗျာပြောကြဆိုနေကြတာတကယ်တခိုးအစ်စ်ကတော့စစ်အာဏာရှင်ပဲဗျခေအစ်စ်ဆက်ခိုးလို့မဝါတဲ့အပြင် တိုင်းပြည်နိုင်ငံကိုပါရောင်းစားခဲ့တာဗျရောင်းစားနေတာတကယ်လက်တွေ့မြန်မာလျက်နဲ့အကြောက်တရားနဲ့ခြောက်ချထားတော့အပေါ်ကိုမပြောရဲအောက်ကိုပဲဖိဖိမဲနေကြတာဗျအခုလက်တွေ့ပဲကြည့်လေဗျဒလာဒရာကြီးကိုအောက်ခြေမှာဘလောက်တောင်စားထားတယ်လဲဆိုတာပေါ့ဗျာဒီကြတဲ့ငါဖို့ငါမိသားစုဖို့ငါအာနာရဖို့အတွက်ဆိုတာတွေပဲလှုပ်လှုပ်နေတဲ့ဒုတာဝင် ရေးသုံးပါပါပဲဗျာ ။အော်ကြားပြီးပြီလား။စေအာနာရှင်ပူတူတူလေးလက်ထက်မှာကိုပြောက်ရုပ်ရှင်ပေါ်လာပြီဗျာ။ကိုပြောက်ရုပ်ရှင်။ထိုက်တာမအလာမအလာရဲ့ရိုက်ချက်ပေါ့ဗျာ။တကယ်ဂိုင်းစတာကြီးကိုမှဝင်စည်းတဲ့အချိန်လူတွေအကုန်ပျောက်ပြီးပစ္စည်းစုပ်တွေသာဖမ်းမိတဲ့ဗီဒီယိုဖိုင်ရုပ်ရှင်ပေါ်လာတယ်ဗျာပေါ်လာတယ်ဒါကို MNR TV MRTB မဟုတ်ခဏခဏညားနေတဲ့တွဲ MRTB က BRD ပမမသိ PARK ပမမသိနဲ့အတင်းဝင်ဖားသကလုံးကမှားတဲ့ခါကျတော့အချက်တွေပြန်ပြန်ကွဲပြန်မှာပြီဗျာ ဒီနေ့ကတော့အော်တိုဘာလ23ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်။ဒီနေ့မှာကျွန်တော်တို့သတင်းကောင်းတွေရှိတယ်။သတင်းကောင်းစစ်ကောင်စီဘက်ကပါနော်။ဒါစစ်တပ်ထောက်ခံသူတွေစစ်ကောင်စီဘက်ကကောင်းနေလောင်ဝဲသတင်းလည်းရှိတယ်ပေါ့နော်။မရောက်လည်းမရောက်လည်းအကြောင်းမရောက်လည်းအာဆီယံဒါအစည်းအဝေးအနားတော်မကတ်လိုက်ရတဲ့အကြောင်းလည်းဖာမယ်။ပြီးတော့ကြတော့ဒါဝက်လက်သကိုင်းဝက်လက်အရာတော်အဲဒီနေ့ကအဆက်မှာဖြစ်သွားတဲ့ အားရပါရတိုက်ပွဲတစ်ခုအကြောင်းလေးကျွန်တော်ပြောပြမယ်ပေါ့နော်အဲအောင်ကြီးစားမိသွားတဲ့ကောင်းကြီးအကြောင်းလေးပြောပြမယ်ပြီးတော့ကြတော့ဒါစစ်ကောင်စီကတီဘောကိုထိချုပ်ပြီးတဲ့ချိန်မှာဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးတော့အဲ့နေရာတွေကိုရွှေ့ပြောင်းနေတယ်ဆိုတဲ့အကြောင်းလေးပါမယ်ပေါ့ဗျာအဲ့တော့ပထမဆုံးတော့ဒါကျွန်တော်တို့ဒါစကိုင်းဝက်လက်အရာတော့အဆက်ကပေါ့နော်ဒီအဲ့နေရာမှာဒါလုတ်ခဲ့တဲ့ပလိုင်းတက်ခွက်တွေပူပေါင်းပြီးလုတ်ခဲ့တဲ့ရဲဘော်၃ကြိတ်ဆစ်စင်ရဲ့အကြောင်းလေးလည်းပြောကြမယ်စကိုင်းဝက်လက်အရာတော့၃မြို့နယ်ထိဆက်နေတဲ့နေရာဖြစ်တဲ့ဒါចောင်းကုန်းရွာပေါ့နော်အဲ့ဒီရွာကိုတလဲပါဒါပြူစခန်းကနေပြီးတော့အင်အား၁၀ကောင်စီအင်အား၆၀လောက်နဲ့စစ်ကြောင်းထိုးတာ အဲ့ဟာကိုဒါဒီစတောင်မိုးကြိုးအဖွဲ့ပြီးရင် BFRI Pro Life အဖွဲ့ပြီးရင်အဲဘူဂျင်းဆိုးအဖွဲ့ဆိုပြီးတော့၃ဘွဲ့ပေါင်းပြီးတော့ရေဘော၃ဂျင်းဆိုတဲ့ပုံစံမျိုးနဲ့စစ်စင်ပေါ်ဆောင်ခဲ့တာပေါ့နော်အဲဒီဟာကဘယ်လိုမျိုးပုံစံဖြစ်ဖြစ်တာလဲဆိုတော့ဒီဒီခုနဒီចောင်းကုန်းရွာကိုစစ်ကောင်စီစစ်သားတွေကအများအမ်းမှာအနိုင်ကျင့်နေတာကြီးလုပ်တယ်ပြည်သူတွေကိုဒေသခံတွေကိုနှိပ်စက်တာကြီးလုပ်တယ်အပြူတွေလည်းပါတယ်ပေါ့နော်အဲ့လိုလုပ်နေတဲ့နေရာဖြစ်လို့ဒါကိုသတင်းရပြီးတော့ သွားပြီးတော့ပြင်းတာပေါ့နော်အဲ့မှာဟိုဘက်ကတော်တော်လေးအထိနာအထိနာဆိုတာဘယ်လိုကြောင့်အထိနာလဲဆိုတာအဲ့ကောင်တွေရဲ့စစ်ကြောင်းနဲ့ကိုတော်လိုင်းထုတ်ဝင်တင်ပြစ်လိုက်တယ် RPG ရတက်တဲ့ဝင်သွားအကုန်အဲ့မှာလွင့်စင်ထွက်ပြီးတော့ပေါ့နော်နေရာမှာတင်ပွေချင်းပြီးသွားတာအသက်မရှူတာက၂ယောက်ရှိတယ်အတွင်းလူနာအတွင်းလူနာပုံစံမျိုးနဲ့9ယောက်ရှိတယ်ပေါ့နော်အဲ့တော့ထက်တည်ကြမယ့်ကောင်တွေအများကြီးကြောင်ပါအတွင်းလူနာအတွင်းလူနာ9ယောက်လုံးတင်လိုက်ပါအဲ့ဆိုအဲ့ဆိုအများကြီးပြတော့ပါပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတော့ဒါတိရအဲ့တော့9ယောက်ကတော့ပြင်းပြထန်ထန်တန်ရာရတယ်2ယောက်ကတော့နေရာမှာတင်ပွေချင်းပြီးတော့ပေါ့နော်အဓိကပြင်းအဲ့ထဲမှာဒါထူးခြားချက်ရှိသေးတယ်ပေါ့နော်ဒီကြောက်ကုန်းရွာကိုသွားပြီးတော့တိုက်တဲ့အချိန်မှာ ခူးခြားချက်ကဘာလဲဆိုတာအဲ့ကောင်ဒီဘက်ကစပြစ်တာစစ်ကောင်ဒီဘက်ကစပြစ်တာဒါကျွန်တော်တို့တပ်ဖွဲ့တွေလည်းဒါဂီယူဆိုင်ရမယ့်အရာပေါ့နော်ကိုကတော့တိုက်တာပဲဒါပေမဲ့ဟိုဘက်ကကောင်တွေကတိသွားပြီးတော့ပြန်ပစ်တယ်ဆိုတော့ကိုကဘာလဲလိုအပ်နေတယ်ဆိုတဲ့ဟာလေးဒါနည်းနည်းတော့ဒါကျွန်တော်တို့ဖွဲ့တွေပြင်ဆင်ရမယ့်အပိုင်းတော့ရှိတာပေါ့လေနော်သွားပြင်းမယ်ဆိုတဲ့အချိန်မှာလုံးဝအဲ့ကောင်ဒီမသိတဲ့အချိန်မှာပြင်းနိုင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့အဲ့ကောင်တွေထိခိုက်များပါဗျာ အဲ့တော့ဒါစကိုင်းဝက်လက်အရာတော့၃မျိုးနဲ့အဆက်ကဒီကြောက်ကုန်းရွာမှာပေါ့နော်။ဒါစစ်ခွေးတွေဒါပြည်သူစစ်တွေကအမြဲတမ်းပြည်သူတွေကိုနိုင်ကျင့်နေလို့သတင်းရလို့ဒါကျွန်တော်မာမိတ်၃ဘွဲ့သွားရှင်းတာတဲ့။အဲ့စစ်ခွေးတွေနဲ့ဒဲတိုးတာပဲတဲ့။အဲ့သူပြောတဲ့အတိုင်းပေါ့နော်။သူတို့ကလက်နက်ငယ်တွေနဲ့စပြီးတော့ဒါရမ်းပစ်တယ်တဲ့။ကျွန်တော်တို့က RPG နဲ့သူတို့အဖွဲ့ကြတဲ့ဒဲထုတာဝင်သွားတယ်ပေါ့နော်။ဒဲဝင်သွားတယ်ပေါ့နော်။မြင်းလုံးကောင်းချက်ကတော့အစုလိုက်ကိုလွင့်စင်ထွက်သွားတာ။အဲ့ဒါအားရ။ RPG ဆိုတဲ့အားကလည်းတကယ်ပြင်းအားကောင်းတယ်လေနော်။အဲ့ကြအဲ့လိုကောင်မျိုးဒဲတာဝင်သွားလို့ကတော့ ခုနလိုလွင့်စင်ထွက်သွားရဆိုတဲ့ဟာကတော့အများကြီးမြင်ရပါဗျာဒီလားအဲ့လိုအနီးကပ်ကြီးမြင်ရတာအပြင်အနီးကပ်ဆိုတဲ့ဟာပါသေးတယ်အဲအဲ့ဒါလည်းဒါကျွန်တော်ထပ်ပြောပြအောင်ပါနော်အဲ့မှာပေ30လောက်ပဲဝေးတာတဲ့တိုက်ပွဲကကဲတိုက်ပွဲပေ30လောက်ပဲဝေးတာအဲ့တော့ရင်ခုံဘလောက်တောင်မှရင်ခုံစရာရင်တုံစရာကောင်းလဲပေါ့နော်လုံးဝဒါစူပါကော်ဖီမစ်ကိုအတွဲလိုက်ဒါတထိုင်နဲ့ဖြော်တောက်လိုက်တဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်အဲ့အသေးနှကောင်ကတော့တို့အတီးပြုတ်နိုင်တယ်အခုချိန်ဆိုရင်ဒါတော်တော်တည်နေလောက်ပြီဆိုပြောလဲသိရတယ်ပြီးတော့ RPG စာဆိုတော့လေဒါစဉ်းစားတာကြည့်တာပေါ့ဗျာစဉ်းစားတာကြည့်တော့ပေါ့ဗျာအဲအဲ့လိုမျိုးအာပါတိယာကြီးပြောထားတာပေါ့အဲဆိုကျွန်တော် စစ်ကောင်စီပြည်သူတွေကိုဒီလိုနှိမ့်ဆက်နေတဲ့ဟာတွေကိုကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကဘယ်တော့မှလက်ပိုက်ပြီးကြည့်မနေဘူး။သူတို့ရတဲ့သူတို့မှရှိတဲ့ခွန်အားသူတို့မှရှိတဲ့လက်နက်ခဲယမ်းတွေသူတို့ရအောင်သွားပြီးတော့ဒီကောင်တွေကိုအဲကျူတာပန်းစားနဲ့တွားပြီးတိုက်ခိုက်ဖို့အတွက်အမြဲတမ်းလှုပ်ဆောင်ကြရတယ်ဗောနော်အဲ့တော့အဲ့လိုလှုပ်ဆောင်တဲ့အခါမှာဒီ local ဖွဲ့တွေကလည်းအရန်အခက်ခဲရှိကြတယ်ပြီးတော့ဒါတည့်ရတိုင်းမဲ့ဒါအညာဘက်မှာဒါစကိုင်းဘက်မှာဆိုရင်ဒီလက်နက်ခဲယမ်းဝယ်ယူမှုအပိုင်းတွေကစအရန်ခက်ခဲတာဗောနော်အဲတပ်ဖွဲ့တွေကအဲတိုက်ပွဲတစ်ခုပေါ်ဆောင်ရဖို့အရေးကိုအဲဒီထက်ပိုပြီးတော့ထောက်ပံ့မှုများများရမှာပဲလှုပ်ဆောင်နိုင်မှာဆိုတော့အဲ တချို့ကြတော့လေဒါပြောကြတယ်ပေါ့နော်အဲအကြောင်းလို့ဒါအညာကအဖွဲတွေကဒီတကယ်ကိုကြီးမားတဲ့တိုက်ပွဲကြီးတွေဖန်တီးနိုင်မှုအားနည်းတယ်ဆိုတော့မဟုတ်ဘူးသူတို့မှဖန်တီးနိုင်စွမ်းရှိတယ်ဖန်တီးပေးလို့ရမဲ့လက်နက်ခဲယံမရှိတာဖန်တီးပေးနိုင်မဲ့လက်နက်ခဲယံမရှိတာပေါ့နော်သူတို့မှတကယ်ကိုလုံလုံလောက်လောက်အင်အားရှိတယ်ဗျအကုန်ရှိတယ်အကုန်လုံးကတိုက်ပွဲဝင်အကုန်လုံးတက်တည်ရှိတယ်အကုန်လုံးတိုက်ပွဲဝင်နိုင်တယ်ဆေးရဲအတွက်ကြောင့်လေဒါမနေမနောဖြစ်နေပြီပေါ့နော်အဲ့တော့ဒီလိုမျိုးအင်ပြအားပြင်းနေပေါ့နော်ဒါမျိုးသိန်းတွေပဲဖြစ်ဖြစ်ဒါစကန်းသိန်းတွေပဲဖြစ်ဖြစ်တေချာပေါက်ပေါ်ဆောင်နိုင်တယ် အခုတော့ကျတော့အဲ့လိုမျိုးအဆင့်မရောက်နိုင်တဲ့အတွက်ဒီလိုမျိုးဒါစစ်ကြောင်းတွေကိုတွားပြီးတော့ဖြတ်ပြီးတော့တိုက်ခိုက်ရတာတွေလုပ်တယ်စောင့်ကြိုပြီးတော့တိုက်ခိုက်ရတာတွေလုပ်ခဲ့ရတယ်ဗောနော်အမှန်တော့ဒီထက်ပိုပြီးတော့အဆင့်တက်တင်နေအညာအဖွဲ့တကယ်ကျမ်းတယ်နော်အားကြအဲ့လိုမျိုးအဖွဲ့တွေကိုဒီထက်ပိုပြီးပြည့်စုံအောင်ပေးနိုင်မယ်ဆိုရင်ခုနကကျွန်တော်တို့မျှော်လင့်နေတဲ့ဟာတွေအများကြီးဖြစ်လာနိုင်မယ်ဗောနော်အဲ့တော့ကျွန်တော်ကအညာကိုလည်းမမေ့ဖို့လိုတယ်အတက်ဖွဲ့တွေတကယ်ကိုကြုံကြုံကြဲကြဲစူးစမ်းနေကြဗောတော့နောက်စိတ်တက်နေဆိုဒီချိန်လောက်ဆိုစိတ်တက်ကြနေလောက်လင်းနေကြောင်၅နှစ်ဗျာအခုဒီလက်နက်ခဲရမဆုံးသေးဘူးဗျာမဆုံးသေးဘူးပိုရှန်နာတွေအရန်တွေဘာတွေထားလိုက်အောင်အဲလက်နက်ခဲရဒါတယောက်ကိုတလက်ဆိုတဲ့ပုံစံမျိုးတော့မှမဆုံးသေးတဲ့အဖွဲ့တွေအများကြီးရှိတယ် အခုချိန်ထိလက်လုံနဲ့ပစိုးဆယ်လေတိုင်းပြီးတိုက်နေကြသေးတဲ့အဖွဲ့တွေအများကြီးရှိတယ်။အဲ့ဒါတော့မှပဲမင်းတို့စစ်ကောင်စီဘက်ကတပ်ဖွဲ့တွေကအခုချိန်ထိခန်းစားနေရတော့ဘယ်တော့ဖြစ်ဖြစ်ပေါ့နော်မင်းတို့ရဲ့သတင်းတွေကသတိတပ်ဖွဲ့တွေစီကိုရောက်နေတော့မယ်။အဲ့ဒါဘာလဲဆိုတော့မင်းတို့ပြည်သူလူထုရဲ့ထောက်ခံမှုကြာရှုံးတယ်။ပြည်သူလူထုထောက်ခံမှုကြာရှုံးတာဘာကြောင့်ဖြစ်လဲ။ပြည်သူလူထုကိုနှိပ်စက်လို့ မင်းတို့ကောင်နေနှိမ့်ဆက်လေလေမင်းတို့ကောင်နေပြည်သူကိုရက်ဆက်လေလေဒီလိုမျိုးဖြစ်နေကမင်းတို့ထက်ကြုံအောင်ပါပဲမင်းတို့အဲ့အဖွဲ့စည်းထဲမှာမင်းတို့ဖွဲ့စည်းထဲမှာလည်းမင်းတို့မလုပ်ဘူးဆိုပြီးတော့မင်းတို့မပြောနဲ့အတခြားအဖွဲ့လှုပ်လဲမင်းတို့ခံရမှာပဲသိကြတယ်အဲ့ကျအဲ့အဖွဲ့စည်းထဲမှာဆက်ပြီးတော့နေနေအောင်မယ်အသုံးချခံလုပ်နေအောင်မယ်ဆိုရင်မင်းတို့ကောင်နေဘွားကူကောင်းမှာမဟုတ်ဘူးပေါ့နော်အမျှတော့မှာပဲမှန်းဝေရမယ်အစီအမျိုးတွေဖြစ်မှာအဲ့ကျအဲ့လိုမဖြစ်ဖို့အတွက်ကိုမင်းတို့ကောင်နေရုံထွက်ဖို့လှုပ်တယ်ပေါ့နော်အခုဒါကြည့်ဒါကားကနေလွင့်စင်သွားတယ်လို့ဘာလို့ညာတော့မစင်းစားလေ မပြည့်မစုံတဲ့အဖွဲ့ကမင်းတို့ကအဲ့လိုမျိုးလာပြင်းခံရတယ်မင်းတို့ကကဘာအဆင့်35တွေရော38တွေဘယ်လောက်လဲမသိတော့ဘူးကွာအဲ့လိုမျိုးပုံစံမျိုးနဲ့မင်းတို့ကြွေးကြော်နေတဲ့ကောင်တွေလက်နဲ့ခဲရန်ဆိုအပြည့်အာစစ်ကြောင်းမှာပါလာတယ်အခုပြည့်လက်နဲ့ကြီးအပြည့်အာဆက်ကလေးဆက်လက်ဘာညာအပြည့်တော့လာတာအဲ့အဲ့လိုအဖွဲ့တွေကမင်းတို့အခုဒါမပြည့်မစုံတဲ့အဖွဲ့တွေရဲ့တော်လန်တက်ခိုက်ခြင်းကိုကာကနေလွင့်ငင်နေခံရရဆိုနေက မင်းတို့လေအာတော်တော်လေးအချိန်နေစိုးနေဆိုတည်တင်တယ်ဗောနော်80လဲမင်းတို့နိုင်ကြအကြောင်းတော့မရှိဘူးအဲ့တော့ဒီတပ်ဖွဲ့တွေပြည်ဆောင်လာပြီဆိုတဲ့ခါကျရင်စစ်ကောင်စီဘက်ကကောင်နေဒီတပ်ပို့ပြီးခန်းစားရဖို့ပဲရှိတယ်အဲ့တော့အညာမြေကတပ်ဖွဲ့တွေကိုဗောနော်အညာဒေသကတပ်ဖွဲ့တွေကိုဒီတပ်ပို့ပြီးအကောင်အောင်ပြီးတော့ဒါလူကြီးတွေလည်းဂိူးဆိုင်ကြစီခြင်းနဲ့အခြားနေရာအခြားဒေသဆိုတဲ့ဟာတွေက ဒီညာသက်ဆိုင်တော်သေးတယ်ဗျာပြောရရင်ဒါပေမဲ့ဟိုရုံးကန်ရတာကျွန်တော်အတူတူပါပဲဒါပေမဲ့ပို့ပြီးတော့ခက်ခဲတယ်ဆိုတဲ့အပိုင်းတွေကညာမှာပို့တွေ့ရတယ်ပေါ့နော်ညာနေပူပူအောက်မှာဗျာဘယ်တော့မှပင်မလိုက်မလဲဒါပေမဲ့အဖွဲတွေကဒီ9နှစ်လောက်ရှိလာတဲ့အတော်တွင်းမှာပို့ပဲတစ်ချက်မှစိတ်တက်မကြဘဲနဲ့အခုချိန်ထိတိုင်ပွဲဝင်နေတာကိုကျွန်တော်လေးစားအဲ့တော့တို့တွေစိတ်တက်မကြအောင်ကျွန်တော်လုပ်ပြသူတို့ကစိတ်တက်ကြသွားကြီးသွားပြီနော်အဲကျွန်တော်စဉ်းစားမှာကျွန်တော်လူကြီးအဲ့ဒါကြီးစဉ်းစားမှာနော်တိုက်ပေးမဲ့ရဲဘော်တွေစိတ်တက်ကြပြီးတော့မတိုက်တော့ဘူးဆိုတဲ့ခါကျရင်စစ်ကောင်စီလိုမျိုးကျွန်တော်ကြုံသွားလိမ့်မယ်စစ်ကောင်စီအခုကြည့်ဒါနေရကံဝင်ကြည့်ပြီးရင်ဒါခုကြီးကိုပဲကြည့်ပေါ့နော် သွားပြီးတော့တိုက်ခိုင်းပါလေဆိုတဲ့ကောင်တွေကမတိုက်တော့ဘဲနဲ့ထွက်ပြေးတဲ့ခါကျတော့ဘာတွေဖြစ်ကုန်လဲ။ဒါကျွန်တော်တို့အဲ့ဒါတွေကအရေးကြီးလှုပ်ဆောင်ကြဖို့လိုတယ်ပေါ့နော်။မိမထားကြပါနဲ့။တိုက်စလောင်းဝိုင်းဝန်းပြီးတော့ပအဝင်လှုပ်ဆောင်ပေးကြပါ၊ဥဆောင်ပေးကြပါ။တကယ်ပါညာမီကဒီထက်ပို့ပြီးတော့ဒါအောင်မြင်တဲ့အနေထားတွေအများကြီးရှိပါတယ်။တက်ခွေတွေတကယ်ကိုနေရာဒေသအနှံ့မှာရှိတဲ့တက်ခွေတွေအားလုံးကအတူတူပါပဲ။အားလုံးကရေစံသက်တိရှိတဲ့တူတွေကြီးပဲပေါ့နော်။အဲ့တော့အဲ့လိုမျိုးအောင်မြင်မှုတွေထပ်ပြီးတော့ယူနိုင်ဖို့အတွက်ပေါ့နော်။အခုဆိုရင်ဒါစစ်ကြောင်းကြောင်းပြုတ်ထွက်သွားအောင်ဒီလှုပ်လို့ရတဲ့အခွင့်အရေးတွေလို့မှရှိချင်ရှိခဲ့မှာ။အဲ့ကြအဲ့လိုမျိုးရှိနိုင်ဖို့အတွက်ကိုလည်းပြည့်ပြည့်စုံစုံဖြစ်အောင်ထောက်ပံ့ပေးကြစီချင်တယ်ပေါ့နော်။ နောက်တစ်ခုကတော့အော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာဒါပြုလုပ်မယ်ပေါ့နော်အာဆီယံထိပ်သီးအစည်းအဝေးအဲ့အစည်းအဝေးကိုဒါတက်ရောက်မယ်ခေါင်းဆောင်များစီးရင်မှာမအားလားမပါ sorry မရောက်လိုက်မပါပေါ့နော်မရောက်လိုက်အစည်းအဝေးတက်ခွင့်ရမည်မဟုတ်ဆိုပြီးတော့ဒါမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလိုက်တယ်ပေါ့နော်အဲ့တော့ မြန်မာရေးဖြစ်ရှင်းမှုအာဆီယံအနေနဲ့ဒါပုံသဘောတူညီချက်5ရပ်ပေါ်မှာဆက်လက်ရည်တည်ဆဲဖြစ်ကြောင်းဒါတရားဝင်ပြောလိုက်တယ်။မြောက်နိုင်ကဒီပုံသဘောတူညီချက်5ရပ်ကိုသူလိုက်နာအကောင့်ထဲပို့တာအားနည်းလို့လုံးကုန်မလုပ်တာပါအားနည်းတာမဟုတ်ဘူး။လုံးကုန်မလုပ်လို့ပြက်ကွက်လို့ပေါ့နော်။ဒါကြောင့်မလို့9နှစ်ဆက်တိုက်သူတက်ခွင့်မရခဲ့။9နှစ်ရှိပါပြီတက်ခွင့်မရဘူး။အဲဖြစ်ဖြစ်ပြီးချင်း2021သူအလားသိပြီးချင်းမှာတော့သူတခါတက်ခွင့်ရတယ်။ဒါပေမဲ့အဲ့ပုံသဘောတူညီချက်5ရပ်ကအဲ့တက်ခွင့်ရတဲ့အချိန်မှာကိုပဲဒါသူအတီးပြုတ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့အဲ့နောက်ပိုင်းမှာမြောက်နိုင်ကတော့ဒါတွေကိုမလိုက်နာလို့အခုလိုမျိုးတက်ရောက်ခွင့်အနားတော်တက်ခွင့်မရတဲ့အနေအထားဖြစ်နေတာပေါ့နော်။အဲ့တော့အာဆီယံအစည်းအဝေးတက်တယ်ဆိုတာကလည်းဒါနိုင်ငံရ ွေးချယ်တင်ပြောက်ထားတဲ့ခေါင်းဆောင်တွေပေါ့ဗျာခေါင်းဆောင်တွေနိုင်ငံနဲ့ပြည်သူကရွေးချယ်ထားတဲ့ခေါင်းဆောင်တွေတက်တာပေါ့နော်နိုင်ငံနဲ့ပြည်သူပေါ်မှာတစ္ဆာဖောက်ပြီးတော့လက်နက်အားကိုးနဲ့ပြည်သူအာဏာကိုအတင်းအဓမ္မရယူထားတဲ့ကောင်မျိုးတွေခေါင်းဆောင်အတင်းဝင်လို့တဲ့ကောင်မျိုးတွေတက်ဖွင့်ရမယ့်ဟာမျိုးတော့ဟုတ်မနေဘူးလေနော်အဲ့တော့ကောင်းတယ်အဲ့လိုမျိုးခေါင်းဆောင်မဟုတ်တဲ့ကောင်တွေပေါ့ဗျာသူကသူအတင်းလုပ်ယူထားတဲ့ခေါင်းဆောင်ခေါင်းဆောင်မစစ်မှန်တဲ့ခေါင်းဆောင် ြည်သူလူထုပေးထားတဲ့ခေါင်းဆောင်မဟုတ်ဘူး။အဲအဲ့လိုကောင်မျိုးတက်ခွင့်မရတာဖြစ်တဲ့အတွက်ကောင်းတယ်ပေါ့နော်။အဲ့တော့ခေါင်းဆောင်လုံးရှင်တဲ့သူနဲ့ခေါင်းဆောင်ဖြစ်တဲ့သူနဲ့ကွာခြားကြပါဗျာ။ပြီးတော့ဒီတက်ထောက်ခံတဲ့သူတွေပေါ့နော်။ဒီဒီချိန်တော့ဒါငါတို့ဘဘကြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရပြီ။ဘာညာနဲ့ဒါပြောဆိုဂုဏ်ယူနေတာတွေရှိတယ်။အဲအစအစထွက်လာတဲ့ချိန်မှာပေါ့နော်။အဲဒီဒီသူပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့စထွက်လာပြီဆိုတဲ့ချိန်မှာသူတို့အဲ့လိုမျိုးဒါဂုဏ်ယူဝဲပြောက်ဆိုတာပြောခဲ့ကြရရှိတယ်။မြောက်နိုင်ကတော့သူ့လူသူပြန်တက်တာခံရတာနော်။အဲအကြောင်းပြောပြမယ်။ CEO စုကိုဒါထောက်ခံအားပေးတဲ့ဒါ11တို့ရန်ကုန်မီဒီယာဂရုတို့ဘောမမီဒီယာတွေနဲ့ Telegram Channel တွေမှာလည်းဒါအော်တိုဘာ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပမယ်။အာဆီယံထိပ်သီးအစည်းအဝေးတက်ခွ င်ရလေပြီဆိုပြီးတော့သူကဝါးရဖြတ်ပြီးကြအဲ့လိုဝါးရဖြတ်မယ်အဲ့လိုမျိုးမျက်နှာပြောင်တိုက်တာပေါ့နော်ဒါအဲ့လိုမျိုးမျက်နှာပြောင်တိုက်တယ်ဆိုတာလေတကယ်မပြောရအခုမှတော့မဟုတ်ဘူးဒါအရင်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးနေပြီးတော့လာတဲ့ခီးစဉ်ပါလေဒီခီးစဉ်ကိုခုတော့လုတ်ပြီးတော့ရွေးကောက်ပွဲစောင့်ကြည့်လိမ့်လာရဲ့အဖွဲ့တွေကိုမလေးရှားကဆေလုတ်ပေးမယ်ဆိုပြီးတော့သူတို့ထုတ်ပြန်သေးတယ်တင်းနေတက်လာသေးတယ်အဲ့အဲ့လိုမျိုးဟိုကမပြောဘဲနဲ့ဟိုကလုတ်မပေးဘဲနဲ့အဲ့လိုမျိုးထည့်ပြီးတော့သူတို့ပြောလာတာပေါ့နော်မရှက်ဘူးပြတကယ်အဲ့မီဒီယာတွေကဝိုင်းပြီးတော့ညိန်ပေးတာပေါ့နော်ဘောမမီဒီယာတွေကစစ်ကောင်စီဘက်ကနေဝိုင်းပြီးတော့ရက်တီပေးတဲ့ပုံစံမျိုးလုတ်တာပေါ့ကြည့်အရောနောက်အောင်သိတဲ့အချိန်မှာပဲ ကယ်ပဲလုတ်ခတာဖြစ်ပြီးတော့ဒါမှလည်းအဲ့လိုမျိုးကြားယူဆိုရင်တစ်ဖက်ကလည်းမလေးရှားတို့ဘာလို့ကလည်းတကယ်ကမှအမြင်ပြန်ထိုးတာပါဘာလို့ဆိုသူတို့မပြောတာကိုပြောတယ်ဆိုပြီးမြန်မာလူမျိုးတွေငုံငုံဝေါမောသူတို့တွေနေစိုးရိမ်နေတာကိုလည်းရှိပြီးတော့အမှန်တရားကိုချပြနေရတွေ့နေရပါတယ်။ဆန္ဒမျိုးတွေအားလုံးပဲဒီဘီဒီယိုနံပါတ်ဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်ဒီနေ့တို့မျိုးကျွန်တော်ရဲ့ကိုကျွန်တော်တို့ရှင် channel လေးကို like subscribe subscribe ပြီးရေးအကောင့်နဲ့ like ကြည့်မြင်တက်လာတဲ့များပြီးရင်းနဲ့အားလုံးကြည့်ရဖြစ်ပါတယ်။ဆန္ဒမျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးပြကြပါမယ်။